不不零零表开呢？Openly, quickly，是刚表演的么？你也得没？Speak slowly，是刚表演这边零呢？零的特别，嘿，什么么啥呢？哦，哎，露天不啥的，不露的，OK？哎，那个啥了吧？喏，但是我也你妈的也得不得把握，对的，么？喏。 အောင်ငါအောင်စံလိုမျိုးနာမည်ကြီးကျင်နေဆိုရေလာထိုးရအဲ့လိုမျိုးပဲပေါ့ဒီချိန်ကလည်းအမှန်နဲ့တင်တာပေါ့နော်အဲ့တော့ပါလို့လည်းဒီမှာ LY လေးထည့်ပြီးပြောရဲဆိုရင်ကိုယ့်ရဲ့စကားကိုပို့ပို့ပြီးတော့မှလေးနဲ့စေတဲ့ LY ဆိုတာပါလဲဆိုအပြုအမူလေးထည့်ပြောတာ openly ဆိုတာပါလဲပွင့်ပွင့်လင်းလင်းပြောပါဟဲ့ ။ပြေးပါတော့ပြေးပါတော့ခွေးခလီလှင်လင်းမြန်မြန်ပြေးပါကွယ်။ဟာ speak speak ပြောပါတော့ဟာဘာလဲဆိုတော့ clearly and slowly အဲ့လို ly လေးတွေထည့်ပြောရဲဆိုတော့ဘာပြောရလဲ။အပြုမူလေးတွေထည့်ပြောတာ။အဲ့ဒါ English လို့ပြောရမယ်ဆိုရင် verb ကိုလာခဲ့တဲ့ add ပေါင်းထည့်လိုက်တယ်။ adverb adverb ly လို့ဆိုတော့ a time adverb ဘာသူတို့ active app ကို active ဟဲ့ active လီးနေစောနေကွာ LOI ကွာများတော့အဖြစ်ကွာဘာဖြစ်လဲငါအင်္ဂလိပ်စကားအဲ့လောက်တော့တက်တယ်ရ verb တည်တယ် adverb တည်ငါတို့ရှင်ဂျူလီတင်ထားတယ် adverb ကကွာမင်း LOI နဲ့စုံနေကွာငါငါပြောရရိုင်းမှာစုံ LOI နဲ့စုံနေကွာအဲ့ဒါကွာငါတို့ကဒီတိုင်းသာမင်းသူများနိုင်ငံနေရတာငါတို့ကလီးထည့်လိုက်ဆိုရိုင်းနေလို့ပြောတာကွာတကယ်တော့ငါပြောပြမယ် LOI ဆိုတာတကယ်အပြုအမူလေးထည့်ပြောတာ နော်အပြုတ်မှုဒါကို့မြန်မာစလုံးနဲ့သွားပြီးတော့အဆက်နေတာကွာဘာမှရှက်စရာမဘာဖြစ်ဘာဘာဖြစ်ဘာဖြစ်ဘာဖြစ်ငါကလေးစားတတ်ဖို့ရေးအဲ like this အဲ့တော့ဘာလို့ရှက်ပြောတာ openly ပွန့်ပွန့်လင်းလင်းပြောပါကွာ